အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အညံ့အခိုက်တွေများနေတဲ့မိဆွေများအတွက်ကုလို့ရမယ့်စားရတရာအကြောင်းလေးများပြမှာဖြစ်ပါတယ်။အော်စားအိမ်တိုင်းရမရှိမဖြစ်အရန်ကိုအသုံးဝင်တဲ့အရာတစ်ခုဖြစ်တယ်လို့ကျွန်တော်တွေကံမြတ်နေပေမှာလည်းစားအရန်ကိုမှအသုံးဝင်ပြီးအစွမ်းထက်တဲ့အရာရာဝတ္ထုပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။အဲ့တော့စားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေကံမြတ်ကျွန်တော်လုပ်လို့ရတဲ့အရာလေးတွေအများကြီးရှိပါတယ်။အများကြီးတစ်ရမှာအလွယ်ကူဆုံးနဲ့အရေးကြီးဆုံးတစ်ခုဒီနေ့မိဆွေများများပြမှာဖြစ်ပါတယ်။ အဲ့ဒါဗာလေးဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်အညံ့နေများနေတာတို့လက်ပိတ်နေတာတို့အဲ့တော့မကောင်းသောအရာတွေအဲ့တော့ကျွန်တော်တွေစီးဝင်တာပုကတ်တာအဲ့တော့မကောင်းသောအရာတွေအိမ်မက်တာမကောင်းတဲ့အရာတွေခံစားနေရတာဟာနေရတာညည်းစည်းဖြစ်တာတို့စပြစ်ပေါ့နော်ကျွန်တော်တို့မကောင်းတဲ့ငွေသက်တွေခံစားနေရရင်တော့မဟုတ်လက်တွေပိတ်နေရင်အဲတော့မဟုတ်အလုတ်ကိစ္စချက်မိုက်ကိစ္စတွေညံ့နေအခုပြောမယ့်စားရတဲ့အရာလေးကိုလှုပ်လို့ရပါတယ်အရန်လွှဲတယ်အရန်လက်ထိရောက်ပါတယ်ဗျနော်အရန်လက်ထိရောက်ပါတယ်ခொနည်းတိတိပြအောင်လှုပ်ပေးပါအဲခொနည်းတိပြအောင်လှုပ်ပေး ဒါမှခொနဲ့သားသမီးတွေအားလုံးလည်းဆင်ပြောင်းမလို့ပေါ့နော်လုံမလီကလည်းအရန်လွယ်ပါတယ်နံပါတ်1တခုရေခွက်တစ်ခွက်ကိုယူမယ်အဲရေခွက်တစ်ခွက်ကိုယူပြီးတော့အဲရေခွက်တက်တန့်လေးပေါ့နော်ရေတက်တန့်လေးတစ်ခွက်ထည့်မယ်အဲရေတက်တန့်လေးတစ်ခွက်ထည့်ပြီးတော့အဲရေထဲကိုဆန်နေနေထည့်မယ်ဆန်နေနေဆိုရပြီပြီးတော့စားထည့်မယ်စားတော့စားတော့မြင်များထည့်လေရကိစ္စမရှိဘူးနော်အဲ့ဒါလေးကိုကျွန်တော်မှုလိုက်မယ်မှုမယ်မှုပြီးတော့ကျွန်တော်လက်ညှိုးနဲ့မှုမှုပေးမယ်နော်လက်ညှိုးနဲ့မှုလိုက်မယ် လက်ညှိုးနဲ့မွေပြီးတန်မိုးတွေကာရာကိုခုနှစ်ခေါက်ယွတ်မယ်တန်မိုးတွေထားဝေတန်သာဒေါတာတန်သာတဟတေကေပင်းသာတရတဟတာနိနမမိတိရတမဟံဘဂဝါလူကခေငန္နနာနိဗုဒ္ဓဇီနာဒေတံဓမ္မဇတံကိစ္ဆာအတရိဏနမမဟံနမဂာနုဘဝေနဟေတဝတ္တပေဥပဒဝေနေကအန္တရယပိဝနတံနုအာတိတတော် တမ္ပုဒိကရဗျာရှိုတမ္ပုဒိထဝိတ္တနာဒွါဒသင်္ဆာတဟတကေပင်္ဆာတရတဟတာနိနမမိတိရတမဟံဘဂဝါလူကခင်္ဂနနနိပုဒ္ဒဇိနာဒေသဓမ္မိဇတံကင်္ဆာအတရိဏနမမဟံနမကအနုဘဝိနဟေတဝတ္တပိဥပဒဝေအနိကအန္တရယပိဝနတံတို့အာတိတတောဆိုပြီးမေစိမြတ်ကလို့ခုနှစ်ခေါက် ပြန်ရွတ်လိုက်မယ်ရွတ်လိုက်ရွတ်မယ်မှွေလဲမှွေနေမယ်နော်ရွတ်ရင်မှွေလောက်မှာပေါ့အော်ရွတ်မှွေလောက်မယ်ဘယ်နှစ်မှလောက်မလဲဆိုတော့အဲ့တော့အရန်လွယ်ပါတဲ့ ်ကျွန်တော်မိတ်ဆွေများအရေးကြီးရင်အခုပြီးတော့တွေ့ရနေတွေ့တဲ့ချိန်တွေ့ရနေကောက်လုပ်လိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနေ့ပိုင်းနဲ့အတိအကျလုတ်ချင်တော့ကျွန်တော်တို့ရဲ့မွေးနေ့နံဖြစ်တယ်တနင်္ဂနွေနေ့သားသမီးဆိုတော့တနင်္ဂနွေနေ့9နာရီတနေ့သားသမီးဆိုတော့တနေ့9နာရီအင်္ဂါသားသမီးဆိုအင်္ဂါနေ့9နာရီကိုနေ့နံမှာလုတ်လိုက်ရုံပဲအဲ့တော့မနက်9နာရီစလို့ရတယ်ကိစ္စမရှိပါဘူးအလုတ်တွေရုံနေသွားစားသွားစားရှိတဲ့မိတ်ဆွေများလည်းကိစ္စမရှိဘူးဆော့ဆော့လုတ်သွားလို့ရတယ်အဲ့ဒါလေးကိုကျွန်တော်တို့ခုနှစ်ခေါက် အဲ့တော့မွင်ရွတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အိမ်နေအိမ်၄တောင်ရှိလိမ့်မယ်အရှိအရှိအရှိထောင်တစ်တောင်အနောက်ထောင်တစ်တောင်ပေါ့နော်အဲ့တော့ပိုးတကြပိုးကောင်းခြင်းဘေးပက်ပက်လက်လာရှောက်ဖြန့်လိုက်ပြန်အဲ့ဒါလေးကိုကျွန်တော်အအသားလေးအဲ့ရေနဲ့တောက်တောက်ပြီးတော့ဖြန့်မယ်အဲ့တော့ဘေးဆိုတာနဲ့ကျွန်တော်တို့အဲ့ဒီရေတွေကိုကျွန်တော်တို့အိတ်ခမ်းနေတဲ့ဒီဟောကျွန်တော်တို့အိမ်ရဲ့အိတ်ခမ်းနေတဲ့ဒီမိဘကြောင့်နေတဲ့အိတ်ခမ်းနေအိမ်ရှိတဲ့တိမ်လုံးကိုလိုက်လာလိုက်တောက်လိုက်ဖြန့်မြလိုက်တောက်မယ်ဖြန့်မယ်တောက်မယ်ဖြန့်မယ် ။အဲအဲ့ဒါမျိုးလေးလှုပ်ပေးမယ်။ပြီးလို့ရှိရင်တော့ကျွန်တော်တို့အိမ်ရှိအိမ်ရှိတွေခြံရှိတွေအကုန်လုံးအဲ့လာနဲ့ပတ်ဖြန်းလိုက်မယ်ဗျာနော်။အဲ့တော့ကျွန်တော်တို့ရေခွက်တစ်ခွက်တော့ကြီးကြီးလေးလိုတာပေါ့နော်။အကုန်လုံးလိုက်ပြီးတော့လိုက်တောက်ပေါ့ဗျာ။တချို့ညာလဲရေရေထိလို့မရဘူးနော်။အဲ့နေရာတွေတော့သွားမတောက်နဲ့ပေါ့ဗျာ။အဲ့တော့ရေထိလို့ရလဲအိမ်တောက်လေးတွေအိမ်တောက်ခြံတောက်လေးတွေအဲ့လိုအကုန်လုံးလေးကိုလိုက်တောက်ဗျာလိုက်ဖြန်းပြီးတော့ပြီးတော့အလုံးပြီးဆိုတာနဲ့ကြံတဲ့ရေတွေကိုအိမ်ရှိကိုဘွားတော့ဆိုပတ်ဖြန်းလိုက်မယ်။အဲ့ဒါဆိုလို့ရှိရင်ပိတ်နေလက်လဲပွင့်သွားတယ်။ အညံ့ခိုက်လေရှင်းသွားတယ်ဒါကနံပါတ်1တခုနောက်ထပ်နံပါတ်2တခုကတော့နံပါတ်2တခုကတော့ကျွန်တော်တွေအခုအခုနဲ့လိုပဲဖလာသလုံးဖလာသလုံးတွေကိုကျွန်တော်တွေအဲတယောက်ကင်မွန်းထည့်မယ်အဲတယောက်ကင်မွန်းအထုပ်လေးလိုအလုံးရှိမယ်ထင်ပါတော့တယောက်ကင်မွန်းထည့်ပြီးတော့စားထည့်မယ်စားအောင်စားလဲထည့်ပြီးတယောက်ကင်မွန်းလဲထည့်ပြီးအဲ့ဒါလေးကိုထည့်ပြီးတော့ထပ်ပြီးတော့မှုွေမယ်ဗျာမှုွေပြီးတော့တန်မွန်းတိခါတာကိုဆဲခေါက်ရွတ်မယ် တံမုန်ကတော့သူက၁၀ကောက်ဖြစ်သွားပြီနော်တံမုန်ကတော့၁၀ကောက်ရုံပဲတံမုတ်လေးထာဝရသန္တာဒွရတသင်္ဆာတဟသေကေပင်္ဆာတရတဟတာနိနမမိတရတမဟံအဘဂဝါလူကခင်္ဂနနာနိဗ္ဗဒာဇိနဒေသံဓမ္မစသံဃေစအာဒရိဏနမမဟံနမဂာနုဘဝေနဟိတဝတပေဥပဒဝေအနေကအန္တရာပိဝနတံတို့အာတိတတောဆိုပြီးတံမုန်ကတော့ကို၁၀ကောက်ရွတ်လိုက်မယ်၁၀ကောက်ရွတ်လိုက်ပြီးတော့ကျွန်တော်တို့ကမှုရင်းရွတ်မယ်နော် အဲ့တော့ဖလာတဲ့ကိုတရုတ်ကင်းမွတ်ထဲမဲ့စားထဲမဲ့မှုပြီးတော့တမုန်နေကတော့၁၀ကောက်ရွတ်မယ်၁၀ကောက်ရွတ်ပြီဆိုလို့ရှိရင်အဲ့ရေကိုကျွန်တော်ကရေချိုးမှဖြစ်ပါတယ်ခေါင်းနဲ့ရေချိုးမှတခုတော့ရှိတယ်တော်ရေချိုးတယ်ဆိုတော့အိမ်ထဲမှာချိုးလို့မရဘူးပြဟင်အိမ်ထဲမှာချိုးလို့မရဘူးအဲ့တော့အော်ကျွန်တော်အမျိုးသားတွေကောင်လေးတွေအတွက်တော့ကိစ္စမရှိမယ်အမျိုးသမီးတွေအတွက်တော့ကျွန်တော်အမျိုးသမီးအတွက်ကျော်ဘယ်လိုလုပ်မလဲဆိုတော့အမျိုးသမီးတော့ရေမချိုးလဲရတယ်ခေါင်းလျှော်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအိမ်အိမ်ပြအိမ်ပြင်ပေါ့နော်အိမ်ပြင်ထွက်အဲထွက်ပြီးကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ အိမ်ရှိရေမြောင်းနောက်သွားပြီးတော့ခေါင်းနဲ့လောင်းချပလိုက်ပါရပါတယ်ဒါလည်းရတယ်မို့နော်အိမ်ထဲမှာတော့ပြန်မချိုးနဲ့နော်ဘာလို့ဆိုတော့အဲ့အိမ်ထဲမှာချိုးလိုက်တဲ့တော့ပြောပြောမဆိုလို့ပြမိတ်ဆွေမနားလည်ပြောရင်ကျွန်တော်တို့ကဒီအညံ့ခိုက်တရားဒီရေနဲ့ပါသွားမှာပါသွားမှာဆိုကျွန်တော်တို့အိမ်ထဲကိုပြန်ပြီးစီးရကျွန်တော်တို့အိမ်ထဲမှာပြန်ကြလို့အဆင်မပြေဘူးဒါကြောင့်မလို့အိမ်ပြင်တနေရာကိုရေမြောင်းတနေရာကိုသွားဖို့လိုတယ်အဲ့တော့အိမ်ထဲမှာရေမြောင်းရှိရင်လည်းရေမြောင်းတဲ့ကိုတက်ခါတယ်အဲ့နံမှာသွားခေါင်းလျှော်လို့ရတယ်အိမ်ထဲမှာရေမြောင်းမရှိဆိုရင် အိမ်ပြင်းလင်းထွက်ပြီးခေါင်းလျှော်ပေါ့ဗျာအမျိုးသမီးတွေကတော့အမျိုးအမျိုးသားတွေကတော့ကျွန်တော်တို့ကိစ္စမပြူခေါင်းနေတာလောင်းချပလိုက်ခေါင်းနေလောင်းချပလိုက်အဲပြီးမှအဲ့အဲ့တစ်ခွက်လုံးလုံးခေါင်းနေလောင်းလောင်းချပလိုက်ဗျာပြီးမှကိုအိမ်နဲ့ကိုလာပြီးကိုကိုရေအတန့်ပြန်ချိုးပလိုက်လို့ရတယ်ကိစ္စမပြူလောင်းချပြီးတာနဲ့ရေပြန်ချိုးလို့ရတယ်နော်ကိစ္စမပြူလောင်းချပြီးဆိုတော့နဲ့ကိုကိုအမွေခဲဘာညာရဲ့ဆက်ပြိုင်မတိုက်ဘူးကိုကိုပြန်ရင်ချိုးလို့ရပြီအဲဒါဒါနံပါတ်1တခုနံပါတ်3နောက်ဆုံးတစ်ခုပါတယ်လွယ်ပါတယ် နံပါတ်3ကတော့ကျွန်တော်တွေခွက်သေးသေးတစ်ခွက်လုံးမယ်ခွက်သေးတစ်ခွက်တည်းကိုစားထည့်လိုက်မယ်စားထည့်ပြီးတော့အဲ့စားတဲ့ကိုရှာရှာလက်ကကြီးနည်းနည်းထည့်လိုက်မယ်ရှာလက်ထည့်လိုက်ပြီးတော့ပထမခွက်တစ်ခွက်ကိုအဲ့ခန်းထဲမှာထားမယ်ဒုတိယခွက်တစ်ခွက်ကိုတော့အိမ်ရှိအိမ်ရှိပေါ့ဝါတို့အဲ့ခန်းလိုအဲ့ညမျိုးမှာထားမယ်အဲ့ဒါကို9ရက်တိတိထားမယ် ခொနှစ်တိထားမယ်နော်ခொနှစ်ပြည့်သွားပြီဆိုလို့ရှိရင်အဲ့ခွက်နှစ်ခွက်ကိုယူပြီးတော့အပြင်ကိုသွားမယ်ရေစီးတဲ့နေရာရှိရင်ရေရေစီးနေမှာသွားမျောမယ်ကဲငါတို့အိမ်ထဲမှာရှိတယ်မကောင်းတဲ့အညံ့ခိုက်ပြောကအားလုံးမကောင်းတာတွေအားလုံးနော်ဒီရှာလကရေဒီဆိုင်နဲ့သူပါသွားစေဆိုပြီးတော့ရေမြောင်းတွေကိုမျောချလိုက်ရုံပဲအဲ့တော့ ခွက်ကပြန်သုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်ပြန်မသုံးဆိုလို့ရှိရင်လည်းခွက်ပါလွန့်လွန့်ပလက်လို့ရတယ်ကိစ္စမရှိဘူးဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများကတစ်ခါသုံးခွက်နဲ့လို့ဆိုရင်ပိုအဆင်ပြေတာပေါ့ဗျာเนาะတစ်ခါတစ်ခါသုံးခွက်လေးနဲ့ထည့်ပြီးတော့အဲ့တစ်ခါသုံးခွက်ပါလွန့်ပလိုက်ပြီးတော့တစ်ခါလဲဇရာဇရာမရှုပ်တော့ဘူးအဲခွက်ကပြန်သုံးမယ်ဆိုလည်းသုံးလို့ရတယ်ကိစ္စမရှိဘူးအဲ့တော့ကျွန်တော်တချို့ညာလည်းတချို့နေရာလည်းပြောကြလေရေမျောစာမရှိဘူးဗျာဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးရေမျောစာမရှိဘူးဆိုလို့ရှိရင်လည်းရေရှိတဲ့နေအောင်သွားမျောလို့ရလေတော့မဟုတ်လုံးဝရေမရှိဘူးဆိုလို့ရှိရင်လည်း ကိုယ့်ရဲ့အိမ်ပြင်ချန်ပီယံတုံထုပ်ပြက်လို့ရတယ်အဓိကတော့ကိုယ့်အိမ်ထဲမှာမတုံမှုအရေးကြီးတယ်ကိုင်းနဲ့မှမတုံးမှုအရေးကြီးတယ်အဲဒီဟာမျိုးလေးလည်းဂယူဆိုင်မှာတစ်ခုရှိတယ်နော်အဲဒီဟာမျိုးတစ်ခုဆိုင်မှာအဲ့လိုမျိုးအခြေအနေလေးကိုကိုကိုကလည်းလှုပ်တယ်သူများတကအဲ့လိုမျိုးဟာကိုသူတို့အိမ်ထဲမှာအဲ့လိုအညံ့နဲ့အခိုက်ရပြောက်ကနေရှင်းတဲ့အခါမျိုးမှာအဲ့အဲ့ဒီရေတွေကိုကျွန်တော်တို့အိမ်ထဲကိုလာလာအပတ် မခံနဲ့လာတော့မခံနဲ့ကိုကလည်းသွားမတုံနဲ့ပေါ့ဗျာကိုတဲ့သူများအင်ချန်နယ်ကိုသွားမတုံနဲ့သူများလည်းလာပြီးအတုံမခံနဲ့အဲ့ဒါအရန်ရေးကြည့်တယ်နော်အဲ့တော့ကျွန်တော်တော်တော်ကြာကိုယ့်အိမ်ထဲကိုလာတုံလို့ရှိရင်သူ့သူ့အိမ်ထဲမှာသူ့စီမံရှိတယ်မကောင်းတဲ့အငယ်ခိုက်တွေအလုံးကိုယ့်ဘက်ကိုကူးလာနေတယ်အဲ့ဒါကြောင့်မိုးချန်ပီယံအိမ်ပြင်မှာတုံလို့ကျွန်တော်ပြောတာနော် အဲ့ဒါဆိုတော့ဒီလောက်ဆိုအလုံးမဲ့နားလိုက်မိထင်ပါတယ်အဲ့တော့ကိုကိုစီမှာရှိတဲ့အဲ့တော့ဒီရေကိုလည်းအဲ့တော့ကျွန်တော်သူများ channel တော့မတုံနဲ့ပေါ့ဗျာเนาะအဲ့တော့အဲ့တော့တူဝစီစနာတူဝမြင့်တာပေါ့လေအဲ့တော့သူသူအဲ့သူစီမှာရှိတဲ့အဲ့လိုမျိုးခွက်တွေရေတွေတဲ့ကိုထဲကိုလာပြီးအတုံမခံနဲ့ပေါ့ဗျာเนาะကဲဒီလောက်ဆိုအလုံးမဲ့နားလိုက်မိထင်ပါတယ်ကမေးစွေတွေခုနှစ်သားသမီးနဲ့အလုံးလဲဆက်ချက်နဲ့ကိုကြမှာရှိကြပါစေအညံ့ခိုက် အားလုံးလည်းပြေပြောက်ကြပါစေကဲကျွန်တော်ရဲ့ဒီစားရစီလင်းကိုလုတ်ပြီးတော့အားလုံးပဲကံပွင့်လက်ပွင့်ကံကောင်းလက်ကောင်းကြပါစေအိမ်မက်ကောင်းနေမှတ်ကြပါစေအလုတ်ကိုင်းနေအဆင်ပြေပါစေအဲ့တော့တင်တီစုတွေပေါက်ပြီးအလူတန်းနေလည်းပြေးနိုင်ကြပါစေဗျအဆင်ပြေလဲလိုင်းရစခွဲနေပြီးအားပေးကြပါအောင်ကျွန်တော်မိတ်ဆွေများရောဘယ်နေရာနေကြည့်လဲဘယ်မြို့ကကြည့်လဲဆိုတာ comment လေးမှာရေးပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ